ကဲဒီနေ့ကတော့မန်းလေးမှာနေပြီးအောက်ကြောက်လို့တဲ့ညီငယ်လေးတွေကိုပေါ့ဗျာနော်အောက်ကြောက်ကလေးတွေစုထားပေးမယ်ဗျာနော်အားကြောင့်မို့လို့လဲဆိုတော့လမ်းကြောက မကောင်းနေဘူးမပွင့်နေဘူးပေါ့ဗျာနော်ပွင့်နိုင်တယ်ပေါ့ဗျာနော်အဲ့တော့ဒီဒီကြောက်လေးတွေစုထားပေးမယ်ဗျာနောက်ထပ်ကြောက်လေးတွေစုထားပေးမယ်ဗျာနော်ဒါအမှန်တမ်းပြောရင်အောက်ကြောက်ပေါ့ဗျာနော် သူ့ရောင်းပေးမဲ့တံပိုးကတော့9000ကျပ်ပြန်เนาะဒါပေမဲ့ဝယ်ယူတဲ့လူကတော့9000ကျွယ်သူ့မဟုတ်8000လောက်တော့ကျတဲ့နိုင်တယ်ဗျာเนาะကြောက်ပေါ်က9000ဆိုပေမဲ့ကယ်ဒီခါကတပိတ်တာကို2000ကျွယ်ဗျာเนาะအချင်းရောက်3000ဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်ဗောဗျာเนาะအဲ့တော့ကြောက်ကလည်းပြင်းပြချင်းအပြင်တပိတ်တာဝန်းကျင်ဗောဗျာเนาะ ပူရင်နည်းနည်းပူမယ်ညော့ရင်နည်းနည်းညော့မယ်ဆိုတော့နေထားပဲပါနော်ဘယ်လိုပဲလုံးလုံးတုံတောင်းတွဲရမယ်ဗျာနော်ကြောက်ပူက9000 8000တွဲရမယ်ပေါ့ဗျာနော်အဲအောက်ကြောက်ခုမှပညာတင်တဲ့ညီလေးတွေပေါ့ဗျာနော်ဘာလုတ်ချင်လဲဘာလုတ်လို့ရလဲဆိုရင်တော့အဲမီးဖုတ်ချင်ရင်ဖုတ်လို့ရတယ်ပတီးထုတ်ချင်ရင်ထုတ်လို့ရတာပေါ့ဗျာနော်မီးဖုတ်လို့လာသွားရင်တော့ဈေးနည်းနည်းခုန်မယ်ဗျာနော် ပတိဆိုရင်တော့ကိုလက်ခါကိုစားလောက်ပုံစံမျိုးနဲ့ကြောက်ဖို့တတာလောက်ပဲရမှာဗျာเนาะအမြတ်တော့မြင်များမရနိုင်ဘူးပေါ့ဗျာเนาะနည်းနည်းပပလေးမတ်တွေပါတွေပြန်ချွပြီးမှရောင်းမယ်ဆိုလဲတချို့ကြောက်ကဒီကောင်ပေါ့ဗျာเนาะနမူနာပေးရတော့ဒီကောင်နဲ့လည်းအရင်ပြန်ရရင်ရသွားနိုင်တယ်ပေါ့ဗျာเนาะဒါတွေကအခုမှကြောက်လောက်ကတဲ့ဝင်တဲ့ညီလေးတွေကိုစေတနာထားပြီးမှ ရောင်းမေးတာပေါ့ဗျာနော်အမှန်တမ်းပြောရင်9000တော့တန်တယ်ဗျာတန်တန်ကြီးပေါ့ဗျာနော်ဒါပေမဲ့ KD ခါတွေပါတယ်နဲ့ထက်တွဲလိုက်ရင်8000ကျသွားတော့တန်တလူလူမတန်တလူလူဆိုတော့မမဆောင်ဈေးတန်ဖြစ်သွားတာပေါ့ဗျာနော်အဲဒါပေမဲ့ဝယ်ပါလို့အတင်းအာဓမမတိုက်တွန်းဘူးဗျာနော်ဒီကြောက်လေးတွေကအလုံးရှုပ်တဲ့ကြောက်တွေပေါ့ဗျာနော်ကျွန်တော်တွေ့ပေါ့ဗျာနော်ဒါပေမဲ့ ရရှင်တဲ့လူရှိရင်တော့ရောင်းပေးမယ်ဆိုတဲ့အနေထားစုပေးမယ်ဆိုတဲ့အနေထားပေါ့ဗျာနော်သူ့ဒါအ6ဗျာနော်6နေတဲ့အချိန်မှာမိထိုးပြမယ်ဗျာဒီကောင်ကကြောက်စီကြောက်တာကောင်းတယ်ခွန့်လေးတွေကဘေးလေးမှာရစ်ထားတာထူတယ်ဗျာနော်ကြောက်စီကြောက်တာကောင်းတော့မိဖို့ရင်လည်းအဆင်ပြေတယ်ဗျာ ီကောင်ကတော့ဒီကြောက်အလုံးနဲ့မှမအောက်ဆုံးကြောက်ပေါ့ဗျာနော်ဖြတ်ထားတာလည်းကြာပြီဗျာကိုကလည်းပေါ်လောပလဲဝင်ထားတယ်ဗျာနော်ဒါပေမဲ့နောက်တလန်းပြန်ဖြစ်လိုက်ရင်သူ့ဟာလေးနဲ့သူလာမှာဗျာအတပိတ်အဝါဆန်းပတိတော့ရမှာဗျာနော်ဆန်းတယ်ဆိုတော့ကြောက်သားဆန်းတာကိုပြောတော့မဟုတ်ဗျာနော်ဒီမှာခုံလေးတစ်ထပ်ရေးထားတယ်ဗျာအသားဝါတယ်ဗျာအဲ့လိုပေါ့နော်ဒုကာလာတော့မဟုတ်သတိကာလာရနိုင်တဲ့အနေထားပေါ့ဗျာနော် ဒီကြောက်ကြတော့အနာလုံးလည်းကောင်းရှင်းတယ်ဗျာနော်ခလဲမှာဒါကရှင်းတဲ့အရင်နဲ့နည်နေတာပေါ့ဗျာနော်ဒုလည်းရှိတယ်ဗျာခဏနေတလုံးချင်းပြပါဗျာနော်မလာလေဗျာဒီကောင်ဒီလည်းကြောက်စီကြောက်တာကောင်းတယ်ခုံရစ်ပုံရင်ဒီတော်တော်လေးလာတယ်ဗျာနော်ဒါပေမဲ့ယွနာကလေးတွေကြောက်တာတင်းတော့ယွနာကလေးတွေရှိတယ်ဗောဗျာနော် ဒီကောင်ကလည်းသူ့ရဲ့အပဲ့ဆိုတာနော်ဒီကောင်လည်းသူ့ရဲ့အပဲ့ဆိုတာပေါ့ဗျာနော်သူ့ကိုမာကာမှတ်ထားတယ်ဗျာ B ပေါ့ဗျာနော်ပထမဆုံးအောက်ကြောက်ရောင်းတဲ့ B ပထမအုပ်စုပေါ့ဗျာနော်အဲ့တော့တင်ကေတာအားဖြင့် B ပထမအုပ်စု9ချမ်းပေါ့ဗျာနော်ကြောက်တရားအဖုံးပါတဲ့ဟာပါတယ်မပါတဲ့ဟာမပါဘူးပေါ့နော် အပယ်ရွယ်ဖြစ်တဲ့ဟာဖြစ်တယ်မဖြစ်တဲ့ဟာမဖြစ်ဘူးပေါ့ဗျာနော်အဲ့မဲ့ तू ကပထမဆုံးအောက်ကြောက်ပေါ့ဗျာနော် B အဆင့်ပေါ့ဗျာနော် B အဆင့်ပထမဆုံးရောင်းတဲ့ကြောက်ခုနှစ်ချမ်းပေါ့ဗျာနော်ဒါလေးတွေကနည်းနည်းကြည့်ပြီးမှမှတ်ထားရဝယ်ခြင်းနဲ့ညီကိုလေးတွေနော်ဒီမှာလည်းမှာကမှတ်ထားရဗျာနော် be အစင်းအောက်ကြောင်းပထမဆုံးရောင်းတဲ့ခုနှစ်ချမ်းပေါ့ဗျာနော်အဲအားလုံးတင်ကြတာလေးနဲ့မှတ်ထားရဗျာနော် မလာတူတူပဲဗျာဘီအစင်းပထမဆုံးရောင်းတဲ့ကြောင်းခုနှစ်ချမ်းပေါ့ဗျာနော်ဒီသေးလေးမှလည်းရေးထားတယ်ဗျာဒီအဖုံးမှလည်းရေးထားတယ်ဗျာနော်ကြည့်အဲ့ဒါပြီးတော့ရေစွတ်ပြီးမှမီးနဲ့အနီးကပ်တေချာထောက်ပြမှာဗျာနော်ဒီကြောက်ကအရွယ်အဖင်းလည်းမစိုးဗျာနော်ဒူးအဖင်းလည်းမစိုးပေါ့ဗျာနော်ဒူးမှစိုးတာကအနာ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 များတာပေါ့ဗျာနော် အနာမများလည်းဒီကြောင်တိမ်ပိုင်းပဲဗျာနော်သူကခုံခွန့်ပေါ့ဗျာနော်ရစ်ထားတာထူတယ်ဗျာနော်ဒီမှာပဲရေးကလေးရှိတယ်ဗျာအနာကြီးနေနဲ့ဒီမှာတလိုင်းဒီမှာတလိုင်းဒီမှာတလိုင်းရှိတယ်ပေါ့ဗျာနော်ကျွန်တော်စိတ်ထင်တော့မီးဖုတ်လိုက်ရင်လမလားပေါ့ဗျာနော်ကြောက်သားကစမ်းတယ်ဒါပေမဲ့ကျဲစမ်းပေါ့ဗျာနော်ဒီနေရာလေးအနာနည်းနည်းလွတ်မယ်ဗျာ เนี่ยดีญาลีเนเนลุ่มเลยเว้ยเนาะไอ้หลูเว้ยๆจูๆเจ๊ะๆแท้อ่ะปดีเตเตเล้ดิทุบอยู่ยามอณีทาเว้ยเนาะตัวอ่ะมีป้ออากาวเลยเว้ยอืมดีมาว่าเปยเปยจูเล้หลูชื่อแล้วเว้ยเนาะจอกสีจอกตากาวเนาะปดีเตเตเล้ทุบหิงล่ามาเว้ยเนาะยาวนาไปได้สีอ่ะတော့ဟာလာကနီမီရောင်းထားပေးရဗျာเนาะ လုံးရှုပ်ခံပြီးမှလေကုံခံပြီးမှပြောပြီးမှအလကားနီးနီးရောင်းထားပေးရဗျာနော်အဲမဲ့ဝယ်တဲ့လူတွေကတော့ဝယ်တဲ့ဈေးကတော့မကြောက်ဘူးကယ်ဒီခါတော့ကြောက်ရတယ်ဆိုတော့နေထားပေါ့ဗျာနော်ကယ်ဒီခါတွေကအောက်ကြောက်ဆိုတော့ပို့ရတာကိုလည်းမတင့်တော်ဘူးလို့ထင်တယ်ဗျာနော်ဝယ်တဲ့လူလည်းအဲ့လိုထင်ကောင်းထင်နိုင်တယ်ပေါ့ဗျာနော်ဒီမှာကြတော့ခွန့်လို့လို့ခုန်လို့လို့ရစ်တယ်ဗျာဒီမှာကြတော့ ပယ်ဂျူဒီမှာကရှင်းပေါ့ဗျာနော်ဒီလိုကြောက်တွေကိုကြတော့တရုတ်ပြည်ကောင်တွေကပပူးလို့တော့ပေါ့ဗျာနော်ဒီကြောက်သားကတော့အနှဲငယ်ပိတ်တလို့လို့ရတလို့လို့ပေါ့ဗျာနော်ဒါပေမဲ့ရောင်းထားပေးတဲ့ဈေးနဲ့ကတင်းတော်မယ်လို့ကိုဟာကိုယူစားတာပဲဗျာနော်ဒီကောင်ကြတော့ဗျအနာလေးတော်တော်လုံးတယ်ဒူးကလည်းတော်တော်ထူတယ်ဗျနော် ဒါပေမဲ့ तू อ่ะခုံอ่ะဒီဘေးမှာပါပါလေးပဲရစ်တယ်ဗျာเนาะ तू อ่ะဒီမှာလေးပါပါလေးရစ်တယ်ဗျာเนาะဒီကောင်อ่ะတန်ကြီးကျော်တွေကလာတယ်ဗျာဒီကောင်လည်းအသားကနည်းနည်းပိတ်တယ်ဗျာเนาะကျန်တဲ့၃ချမ်းကြတော့တလုံးထဲကလာတော့ဟိုခုံခွန့် ရစ်ပုံရစ်နီရတော်တော်လေးလာတာပေါ့ဗျာနော်ဒါပေမဲ့သူ့မှာကအနာကလေးအနှဲငယ်ရှိတယ်ပေါ့ဗျာနော်ကြောက်သားကနည်းနည်းကျဲတယ်ပေါ့ဗျာနော်ဒါပေမဲ့ဒီကောင်လဲပတိတေးလေးရမှာဗျာပတိနံပါတ်30လောက်တော့ရမှာဗျာနော်ကိုရောင်းနာပြီတဲ့တံပိုးနဲ့ဆိုရင်နံပါတ်30ပတိ3လုံးနံပါတ်8ပတိ1လုံးလောက်ရရင်တင့်တော်ရောပဲเนาะ ဒီကောင်ကအနာလေးတော့တော်တော်လေးလုံတယ်ဗျာနော်ကြောက်တာကျဲတာဗျာနော်ဒါပေမဲ့အနာကဒီကောင်ကလုံတယ်ဗျာနော်ဟင်းဒီကြောက်လေးတချမ်းမဆိုးဗျာသူရဲ့ရစ်ပုံကြီးနီးရလဲမဆိုးဗျာဟင်းသူက73ဆိုင်ဒီဘက်ဘေးဆိုရင်8ဆိုင်လောက်ရမှာပေါ့နော်8ဆိုင်ကိုပယ်လိုက်ပြီးတာတော့73ဆိုင်10 17ဆိုင်တွေတော့ရတယ်ပေါ့ဗျာနော် ီလိုပဲဗျအောက်ကြောက်ဆိုတာကအလုံးစုံတွဲလို့တော့မရဘူးဗျာနော်ဒီမှာနှလုံးသုံးလုံးဒီရဲ့အလယ်မှာတလုံးနှလုံးပေါ့ဗျာသဘောတရားကဒီနှမ်းမှာတလုံးပေါ့ဗျာတိတိလေးပေါ့ဗျာနော်ဟော်လို့ဒီလို့ဆိုတော့မတူညီတဲ့ site သုံးလေးလုံးတော့ရမှာပေါ့ဗျာနော်ကြောက်သားကျဲတယ်ဗျာကြောက်ရမ်းကြီးတယ်ဗျာနော်ကြောက်ရမ်းရမ်းဖတ်လို့ဖြစ်နေဗျာနော်ဒါကတော့အပဲ့စားဆိုတော့ရှောက်ယူထားတဲ့သဘောပဲဗျာနော်ကိုယ်လည်းရှောက်ယူထားမှတော့ ီမြောက်ကိုလည်းရှောက်ပြီးတင်ပို့လိုက်ရုံပဲဗျာနော်ဒီကခုံခွန့်လေးကသူ့ဟာလေးနဲ့ဒီရစ်နေတာပေါ့ဗျာနော်ပတိလေးတစ်လုံးနှလုံးတော့ရကောင်ရနိုင်တယ်ဗျာပြပေးလေးနော်အဲဒီကောင်ကအဖုံးမဆုံးတော့ဗျာကျန်တဲ့ကောင်မဆုံးဘူးဗျာနော်သူကတော့အဖုံးရဲ့အမရဲ့ဆုံးလာတော့ဗောဗျာနော်ဒါခွန့်ကြလို့ဗျာဒါပေမဲ့ဒီကောင်ရဲ့အားနေချက်ကအသား ပိတ်တယ်ဗောဗျာเนาะตาပိတ်တယ်ဝါဘဝနီးကကြံတကာဝါတလို့လို့ခုံလို့လို့ခွန့်လို့လို့ ਨੇ ဗျာเนาะဒါပေမဲ့ဒီကောင်လဲအတပိတ်ပတိရောရမှာဗောဗျာเนาะအဲ့တော့ပြန်ပြန်လိုက်ရင်ခုနှစ်ချမ်းကို9တောင်းဗျာเนาะဝယ်ရင်းစေးရောင်းပေးတဲ့ဈေးကတော့မဆိုးဘူးဗောဗျာเนาะအဲ့ဒီကယ်ရီခလေးပဲဗျာเนาะ ပြန်ဒီခါလီနဲ့ထက်တွဲလိုက်ရင်တော့ဝယ်တဲ့လူကတော့8000ကျွဲတို့မဟုတ်8000လောက်ကျနိုင်တယ်ဗျ။အဲကျရင်တော့နေရာဥထားဖို့ဗျာနော်။ကြောက်ပို့ခြင်းလုံငန်းဆိုင်ရာတော့ကိုကတော့လောလောဆယ်တာဥရာခိုင်းတာတော့မရောသေးဘူး။ဘာကြောင့်မို့မရောသေးဘူးပြောလဲဆိုတော့ရောင်းလိုက်ပြီဆိုမပို့လာသေးဘူးလားမပို့လာသေးဘူးလားမပို့လာသေးဘူးလားဆိုမှကညော်ကညော်လုံးမှကြောက်လို့ဗျာနော်။ လမ်းကျော်ကလူလည်းမရောက်လာဘူးဗျာအစင်းရောအထက်ရောပဲမရောက်ဗျာနော်အဲကြောင့်မို့ကြာကောင်းကြာနိုင်ရဲ့ဗောဗျာနော်အဲ့တော့လူတွေကိုမမျော်စေခြင်းဗောဗျာနော်ကြိုင်တော့စိတ်ထဲမှာမှထားလိုက်ဗောဗျာနော်အဲကြတော့ပို့တဲ့အချိန်ရောက်ရင်ကျွန်တော်က KB နံပါတ်ပေးမယ်ဗျာကြိုင်တော့ Viber နံပါတ်ထဲမှာလာခိုင်းပြီးအတီးပြူပြီးမှပို့ပေးမယ်ဗောဗျာနော်ဟုတ်ရဲ့ကျေးဇူးတင်တယ်ဗျာကြောက်ကတော့အဆုတ်ပလုတ်တော့ဗျာနော် y yo ahora seré un la vida, ¿no?